ခုဗီဒီယိုဟာဥစဉ်ပြောနေတဲ့ဒိဋ္ဌိဒိဋ္ဌာမရဏီဒါမှမဟုတ်ရင်တလာယရဏာနည်းအတွက်အာမခံချက်ပေးတဲ့ဗီဒီယိုဖြစ်ပါတယ်။ဒီမျက်စိနာနှာခေါင်းလျှာကိုယ်စိတ်တို့ကိုဝိပဿနာတရားရှုမှတ်ရတဲ့ဒိဋ္ဌိဒိဋ္ဌာမတန်နည်းဒါမှမဟုတ်ရင်တလာယရဏာနည်းကိုဥစဉ်ပြောတဲ့ပုံစံအတိုင်းအာထုတ်မယ်ဆိုလို့ရှိရင် အာမခံပေးမယ်အပိုင်းရှိရပါတော့။အဲဥစဉ်ပြောနေတဲ့ပုံစံမှာခေါင်းစဉ်ကြီးနေနဲ့၅ခုရှိရပါတော့။ ပထမတစ်ခုကအသက်ရှူသွင်းရှူထုတ်တဲ့နီလန်းရဲ့အန်ဒီယာကောင်းစဉ်တစ်ခုနောက်တစ်ခုကိုစီမာလက်တလောဖြစ်နေတဲ့စိတ်တွေကိုစိတ်နဲ့ရွတ်ဆိုတဲ့ခေါင်းစဉ်ဟာတစ်ခုဖြစ်ပါတယ်ဒီစိတ်နဲ့ရွတ်ဆိုလိုက်တဲ့ဇကလုံးရဲ့ဖြစ်ချင်းကိုကြည့်တာကခေါင်းစဉ်တစ်ခုဖြစ်ပါတယ်ဒီစိတ်နဲ့ရွတ်ဆိုလိုက်တဲ့ဇကလုံးရဲ့ပြက်ချင်းကိုကြည့်တာကခေါင်းစဉ်တစ်ခုဖြစ်ပါတယ်ဒီစိတ်နဲ့ရွတ်ဆိုလိုက်တဲ့ဇကလုံးလေးကို ရှိနေသေးလားဒါမှမဟုတ်ပြန်ပြန်ဖြစ်လာနိုင်သေးလားဆိုတာကိုစဉ်းကျင်ပြီးတော့မှသူ့ရဲ့မမြဲတဲ့သဘောတရားကိုစဉ်းကျင်ရတဲ့အနိစ္စဒုက္ခအနတ္တစဉ်းကျင်ရတဲ့အနိစ္စဒုက္ခအနတ္တခေါင်းစဉ်အောက်ကခေါင်းစဉ်အလုံးပေါင်း၅ခုရှိရပေါ့နော်အဲ့တော့ဥစဉ်ပြောနေတာကိုအနှစ်ချုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီ၅ခေါင်းစဉ်၅ခုပဲရှိပါတယ်အနှစ်ချုပ်ကအသက်ရှူသွင်းရှူထုတ်တဲ့နေလိုက်ရဲ့ ိုယ်စီမှာလက်ငင်းဖြစ်နေတဲ့စိတ်နဲ့ဆိုင်တဲ့စကလုံးကိုစိတ်နဲ့ယူဆိုတာရဲ့အယူဆိုလိုက်တဲ့စကလုံးရဲ့ဖြစ်ချင်းကိုကြည့်တာရဲ့ယူဆိုလိုက်တဲ့စကလုံးရဲ့ပြက်ချင်းကိုကြည့်တာရဲ့ဒီယူဆိုလိုက်တဲ့စကလုံးရဲ့မမြဲခြင်းအနိစ္စဒုက္ခအနတ္တဒီသဘောတရားတွေကိုကြည့်တာရဲ့ဆိုပြီးတော့၅ခုပဲရှိပါတယ်ပရမတစ်ခုဖြစ်တဲ့အသက်ရှူသွင်းရှူထုတ်တဲ့ဤရဲ့အမခံချက်ကတော့ဒီအသက်ရှူသွင်းရှူထုတ်ကိုကြားထဲမှာပြုလုပ်ပေးမယ်ဆိုရင် အသက်ရှူမဝတာတွေရင်ဘက်အောက်ရာတွေကိုတက်တာစီမယ်ဆိုရဲအာမခံချက်ပေးနိုင်ပါတယ်နောက်တစ်ခုပြည့်တဲ့စိတ်နဲ့ဆိုင်တဲ့စကလုံးတွေကိုရွတ်ဆိုမယ်ဆိုလို့ရှိရင်လည်းဥစဉ်ရဲ့ပြောတဲ့အတိုင်းတကယ်တိတိကျကျလိုက်ပြီးတော့ရွတ်ဆိုနိုင်မယ်ဆိုရင်ငါဆိုတာမရှိပါလားဒီရွတ်ဆိုနေတဲ့စကလုံး6မျိုးဖြစ်တဲ့မျက်စိနားကောင်ညာကိုစိတ်ပေါ့နော်ဒီ6မျိုးနဲ့ဆိုင်တဲ့မြင်သိစိတ်ကြားသိစိတ် အနန္တိစိတ်အရတာတိစိတ်ထိတိစိတ်ကြံတွေးတိစိတ်ဆိုရဲဒီ6မျိုးပဲရှိပါလားဆိုရဲအဆုံးဖြတ်ချက်တစ်ခုရပါလိမ့်မယ်နောက်တစ်ခုကဒီ6မျိုးอ่ะပဲတစ်ခုပြီးတစ်ခုတစ်ခုမဟုတ်တစ်ခုအနေနဲ့တရဆက်ပဲဒါကြီးပဲဖြစ်နေပါလားဆိုရဲအတိတစ်ခုလည်းရပါလိမ့်မယ်နောက်တစ်ခုအဒီ6မျိုးကြီးပဲထက်ကထက်ကဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီဖြစ်နေတဲ့စိတ်တွေက တိတ်ပြီးတော့စိတ်လှုပ်ရှားစရာမကောင်းတော့ဘူးရိုးရီသွားပြီဆိုတော့ခံစားမှုမျိုးလည်းရပါလိမ့်မယ်အဲဒီရုပ်တဲ့အဆင့်ကိုကောင်းကောင်းမွန်မွန်နဲ့မမှန်ကန်ကန်ကောင်းမွန်မွန်လုပ်နိုင်တယ်ဆိုလို့ရှိရင်အစိတ်ကိုလည်းတည်ငြိမ်မှုတစ်ခုပေးပါလိမ့်မယ်။ဒါကတော့ရုပ်ဆိုတဲ့စိတ်နဲ့ရုပ်ဆိုတဲ့အခါမှာရနိုင်တဲ့အာမခံချက်ပေါ့နော်။တကယ်ညီကြီးစနစ်အတိုင်းသာမမှန်ကန်ကန်လိုက်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင် ဒီအခုပြောတဲ့အကျိုးတရားတွေကိုရမယ်ဆိုတာအာမခံနိုင်ပါတယ်အဲ့လိုဒီစိတ်နဲ့ရုပ်ဆိုတဲ့စကားလုံးရဲ့ဖြစ်ချင်းကိုကြည့်မယ်ဆိုရင်သူကအကြောင်းကိုဆင်ခြင်ပြီးတော့မှဖြစ်ချင်းကိုကြည့်ရပါဘောနော်ဒီအကြောင်းတွေတိုက်ဆိုင်လို့ဒီစိတ်ကဖြစ်လာတယ်ဆိုတော့အကြောင်းကိုလည်းဆင်ခြင်တယ်သူ့ရဲ့ဖြစ်ချင်းကိုလည်းကြည့်ရတဲ့အခါမှာအကြောင်းတရားကိုလည်းသိနိုင်တယ်လို့ဒီစိတ်ရဲ့ဖြစ်ချင်းကိုလည်းမြင်နိုင်လိမ့်မယ်ဘောနော်ဒါကဖြစ်ချင်းကိုကြည့်တဲ့အခါမှာ ရလာနိုင်တဲ့အကျိုးဖြစ်ပါတယ်အဲ့တော့ဒီစိတ်နဲ့ရုပ်ဆွေစကလုံးရဲ့ပြည့်ချင်းကိုကြည့်မယ်ဆိုရင်ဒီပြည့်ချင်းအဆင့်ကိုမှန်မှန်ကန်ကန်ကြည့်နိုင်ပြီဆိုလို့ရှိရင်ဒီဇိုင်းမမတ်လဲကြည့်နိုင်မယ်ဆိုလို့ရှိရင်အရာရာတိုင်းကအထိပ္ပယ်မရှိတော့ဘူးဟဲ့လားအကုန်လုံးဖြစ်လာတဲ့မြန်ဒီစိတ်တွေကပြည့်ချင်းမှသာလျှင်အဆုံးသက်တယ်ဆိုတဲ့အသည့်တစ်ခုကိုရပါလိမ့်မယ်စိတ်နဲ့ရုပ်ဆွေစကလုံးရဲ့အနေအဆ ဒုက္ခအနတ္တမမြဲခြင်းဆင်းရဲခြင်းအဆိုးမရခြင်းကိုဆင်ခြင်းမယ်ဆိုရင်လည်းပြက်ချင်းကိုကြည်တာထက်ပိုပြီးတော့သူကအကျိုးတရားပိုပြီးတော့ကောင်းပါတယ်။အာဒီနေရာမှာအဆွဲလန်းကိုပြောမယ်ဆိုလို့ရှိရင်ပထမတော့လူတွေကပုံမှန်စကလုံးတွေရှိသမျှအကုန်လုံးကိုသူသိသမျှစကလုံးတွေပေါ်မှာဆွဲလန်းမှုရှိပါတယ်။အဲဆွဲလန်းမှုရှိရနေပြီးတော့ကဏ္ဍ6ခုကို ချုပ်ပြီးတော့မှာပေါ့နော်ရှိရှိသမျှဖြစ်ဖြစ်သမျှအာယုံတွေကိုဒီ6မျိုးထဲမှာထည့်သွင်းပြီးတော့စကလုံးနေနဲ့ဖြစ်လာသမျှစိတ်ကိုဒီ6မျိုးနဲ့ချုပ်ပြီးတော့တင်းစီရပေါ့နော်တင်းစီလိုက်တဲ့အခါမှာပြင်မအာယုံတွေပေါ်မှာဆွဲလန်းမရှိတော့ဘဲနဲ့ဒီ6မျိုးပေါ်မှာဆွဲလန်းရှိပါတယ်ဒီ6မျိုးမှာတခါသူထက်တစ်ဆင့်ဖြစ်မြင်ပြီးတော့ဖြစ်ချင်းကိုကြည့်တဲ့အခါမှာ ီ6မျိုးမှာဆွဲလန်းနေတဲ့ဆွဲလန်းကဖြစ်ချင်းဝင်ကြည့်ရပုံမှာပြန်ပြီးတော့ဆွဲလန်းနိုင်ပါတယ်အဲ့ဒီဖြစ်ချင်းပုံမှာဆွဲလန်းနေရတာဒီမှာပြက်ချင်းဝင်ကြည့်တဲ့အခါမှာလည်းဖြစ်ချင်းပုံမှာမဆွဲလန်းမလို့ပဲနဲ့ပြက်ချင်းပုံမှာပြန်ပြီးတော့ဆွဲလန်းသွားပါလိမ့်မယ်ဒါပေမဲ့သူကဆွဲလန်းသွားတယ်ဆိုတာကဂျာလေးလုံနေရတာကိုဖြစ်ချင်းလေးကိုကြည့်နေရတာလေးကိုသဘောကျနေတာကိုဆိုလိုတာပါဒါမဲ့သူ့စီမှာဘာမှမရှိတော့ဘူးလေဆိုလို့ရှိရင်ပထမ မျက်စိနာကောင်းလျာကိုစိတ်ဒီ6မျိုးကိုရွတ်ဆိုနေရတဲ့ဒီ6မျိုးပေါ်မှာပြန်ဆွဲနေတဲ့သဘောကျနေတဲ့သဘောကျမှုလို့သူကပယ်ဖြောက်ပေးနိုင်တယ်။ဒါပေမဲ့သူကဘယ်မှာပြန်ပြီးသဘောကျသွားလဲဆိုရင်ပြက်ချင်းကိုကြည့်တဲ့နေရာမှာပြန်ပြီးတော့သဘောကျသွားတယ်ပေါ့နော်။ပြက်ချင်းကိုသဘောကျသွားပြီးရဲ့နောက်မှာအနိစ္စဒုက္ခအနတ္တကိုဆင်ကျင်တဲ့အခါမှာကျတော့သူကသဘောကျလို့မရတော့ဘူးပေါ့နော်။ပြက်ချင်း ကနေပြည့်ချင်းကိုကြည်နေမှာအိသဒုက္ခအနတ္တကိုဆင်ကျင်တဲ့အတွက်ပြည့်ချင်းပုံမှာတော့သူကခုနသဘောကျတဲ့စိတ်မရှိတော့ဘူးဒါပေမဲ့အိသဒုက္ခအနတ္တကိုရှုမှတ်နေတဲ့အချိန်မှာတော့အိသဒုက္ခကိုသူကဘလို့မှသဘောကျလို့မရဘူးဆွဲလို့မရဘူးဘာကြောင့်လဲဆိုရင်မမြင်တဲ့သဘောတရားလည်းဖြစ်နေတယ်လို့သိတဲ့သဘောတရားလည်းဖြစ်တဲ့အတွက်သူက အနိစ္စဒုက္ခအနတ္တရဲ့သဘောတရားကသဘောတရားကသူကဆွဲလန်းလို့မရတဲ့သဘောတရားဖြစ်နေတဲ့အတွက်အဲ့လိုမျိုးအနိစ္စဒုက္ခအနတ္တရှုမှတ်တဲ့အချိန်မှာဆိုလို့ရှိရင်ရှုမှတ်နေတဲ့လက်တလောကမ္မထံအာယုံပေါ်မှာဆွဲလန်းမှုသဘောကျမှု မရှိဆုံးမရှိနိုင်တဲ့သဘောတရားဒီအနိစ္စဒုက္ခအနတ္တကိုဆင်ခြင်နေတဲ့အချိန်မှာအများဆုံးဖြစ်နေပါတယ်နော်အဲဦးစင်းအဓိကတကယ်တမ်းအာမခံလို့တာက ဒီအသက်ရှူသွင်းတာကတော့ဒါထားပါတော့ဒါသူ့ရဲ့လုံရေးလုံစင်သဘောတရားပဲเนาะအဓိကအာမခံနေတာကစိတ်နဲ့ရုပ်ဆိုတာရယ်ဖြစ်ချင်းကိုကြည်တာရယ်ပြက်ချင်းကိုကြည်တာရယ်အနိစ္စဒုက္ခအနတ္တကိုကြည်ကြည်ရဲ့အစင်ပေါ့เนาะအဲ့တော့စိတ်နဲ့ရုပ်ဆိုတဲ့အချိန်မှာစိတ်နဲ့အမှန်မှန်ကန်ရုပ်ဆိုနိုင်တဲ့အချိန်မှာဘာအကျိုးအနိသင်ရမလဲဆိုရင်မရုပ်ဆိုနိုင်တဲ့သူတွေအကောင်းတစ်လုံးသာပါလိမ့်မယ် အဲ့ဒါကိုလည်းကိုကိုတိုင်းသိပါလေဥစဉ်ကိုလည်းလာမေးစရာမလိုဘူးဒါဒီဟာလုပ်လို့ရှိရင်ဒီအကျိုးဟာရကိုရမယ်ဟာဖြစ်ပါတယ်မှန်မှန်ကန်ကန်လုပ်နိုင်လို့ရှိရင်ရကိုရမယ်အကျိုးတရားဖြစ်ပါတယ်နော်အဲ့တော့ဒီစကလုံးနေရုပ်ဆိုနိုင်တာနေပြီးတော့ဒီစကလုံးနေရုပ်ဆိုနိုင်တဲ့အဆင့်ကနေပြီးတော့တခါဒီဆင့်နေရုပ်ဆိုတဲ့စကလုံးရဲ့ဖြစ်ချင်းကိုကြည့်နိုင်လာပြီဆိုရင်လေရုပ်တဲ့အဆင့်ကနေပြီးတော့ ဖြစ်ချင်းကိုကြည့်နိုင်တဲ့အဆင့်ကိုရောက်လာပြီဆိုရင်လည်းရွတ်တဲ့အဆင့်ကိုလုံနိုင်တဲ့သူတွေဒီဖြစ်ချင်းကိုကြည့်နိုင်တဲ့သူကပို့ပြီးတော့ခေါင်းတစ်လုံးတာနေတယ်ဆိုရက်ကိုကအပေါ်နည်းနည်းရောက်လာပြီဆိုရက်ခံစားမှုမျိုးရလိမ့်မယ်เนาะဒါကဒီအလုပ်ကိုလုပ်တဲ့အတွက်သူကရတဲ့အတူအကျိုးပဲเนาะဒါကိုမမှန်ကန်ကန်လုပ်နိုင်ရင်ဒီအကျိုးကရအောင်ရမယ်ဒါအာမခံเนาะနောက်တစ်ခုဖြစ်ချင်းရကိုကြည့်နိုင်လာနေပြီးတော့ပြက်ချင်းကိုထပ်ပြီးတော့ ိုးပြီးတော့ကြည်နိုင်လာပြီဆိုရင်သူကလည်းခေါင်းတလုံးပုံမြင်လာသလိုခံစားလိမ့်မယ်ဒါကိုကိုတိုင်းသိမှာပေါ့เนาะဒါဥစဉ်ကိုလာပြီးတော့လည်းမေးစရာမလိုအဲ့ဒီကိုကိုတိုင်းပို့ပြီးတော့သိလာတယ်မြင်လာတယ်ဆိုတော့ကိုကိုတိုင်းသိလိမ့်မယ်ဒါဥစဉ်သတ်မှတ်ပေးရလဲမဟုတ်ဒါ DL ဟာကိုလှုပ်ရင်ဒီအကျိုးကရောက်ရမယ်ဆိုတော့ ဒါအာမခံချက်ပေါ့နော်နောက်တစ်ခုကအနေစာဒုက္ခအနတ္တအဆင့်ကိုရောက်လို့အနေစာဒုက္ခအနတ္တဥစဉ်ပြောသလိုမျိုးလိုက်လုံနိုင်နေဆိုရင်လည်းဖြစ်ချင်းပြက်ချင်းကိုကြည့်ရဲ့အဆင့်မှာခံစားရတဲ့ဆိုင်ညခဲ့တဲ့အတိတွေတဲ့ဆိုင်ခေါင်းတလုံးပူတာနေတယ်ဆိုတော့အတိမျိုးရပါလိမ့်မယ်ဒီလိုအတိဒီလိုခံစားမှုကလည်းခုနပြောခဲ့သလိုပဲဒီအလုတ်ကိုမှန်မှန်ကန်ကန်လုပ်တဲ့အတွက်ရတဲ့အကျိုးရလည်းပဲဖြစ်ပါတယ်ဥစဉ်ကိုလည်းလာမေးစရာမလိုဘူး လာမေးကြမလို့ဆိုတာတကယ်ရပြီဆိုလို့ရှင်ဒါဟုတ်လားမဟုတ်လားတကယ်တိရပြီဆိုလို့ရှင်ဒါဟုတ်လားမဟုတ်လားမေးကြမလို့အဲ့ဒါကိုကိုယ်တိုင်သိလိမ့်မယ်ပေါ့နော်ဒါဒီအောင်လို့ရင်ဒီအကျိုးကရအောင်ရမယ်ဆိုရဲဒါသူ့အလုပ်ကြောင့်ရတယ်သူအကျိုးပဲပေါ့နော်အဲ့ဒါဥစဉ်လဲသတ်မှတ်ပြီးလို့မရဘူးညအဲ့တော့ဥစဉ်အာမခန္ဓာဒီဒီနီးစနစ်လေးခုမှကိုမမကန်ကန်သာလုတ်ခဲ့မယ်ဆိုရင်ဒီ ဒီလေးမျိုးနဲ့ဆိုင်တဲ့အကျိုးတွေကအရာကိုရမယ်ဆိုတာကိုဥစဉ်အာမခံနော်ဥစဉ်ကတော့တလာရဲနာဆိုတဲ့နာမည်နဲ့စာနယ်လက်တွေ့နေကြဝိပဿနာတရားယူမဲ့ခြင်းကို မျှဝေပေးနေတာဖြစ်ပါတယ်မြတ်စွာဘုရားဟောကြားခဲ့တဲ့တုတ်တန်နဲ့ဆိုင်တဲ့ဤငယ်၅ချောင်းကိုဖတ်ခြင်းနဲ့ဆိုရင် TV တကမြန်မာဆိုတဲ့ application မှာတွားပြီးတော့ဖတ်လို့ရပါတယ်